ုံးမမင်္ဂလာပါ။ဘုန်းကြီးပြည်သားချင်းတဲ့နေတင်နေကြိုးလိုလိုက်ပါလေ။တင်းထောင်ချီယာချီတင်နေတဲ့အကျွေးတွေအကုန်လုံးအမြန်ဆုံးကြည်စီမဲ့အကျွေးကြည်စီမဲ့အစီရင်လေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါရဲ့။နော်။ဆရာတို့ဘလို့အကြောင်းမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်။ကိုကအကျွေးတွေများနေတယ်သူများကိုပေါ့နော်လက်လွန်ထားတဲ့ငွေတွေကလည်းပြန်မရဘူးပေးရရှိရည်လည်းမပေးနိုင်ဘူးရရရှိရည်လည်းမရဘူးဆိုတဲ့သူတွေအတွက် နော်ဆရာတို့အကျွေးတွေကိုတိမ့်ထောင်ချီတောင်းချီရာချီရှိရင်တော့မှကြည်စီတဲ့ရေဒီယာလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီရေဒီယာလေးကတော်တော်လေးကိုထူးဆန်းတယ်နော်ဆရာဒီရေဒီယာလေးကိုဆရာပရိသတ်ခုနှစ်ရက်တာတိပီတော်တော်များများရောဆရာမိတ်ဆွေတွေရောဆရာလှုပ်ခိုင်းပါတယ်အဲ့ခဲမှာမှထူးချူးထူးထူးကြကြပေါ့နော်မဝင်းမော်ဆိုတဲ့အမကြီးဆိုရင်တိမ့်ကို8000လောက်အကျွေးတင်နေပါတယ်လောင်းကစားလုပ်ပြီးတော့ရှုံးတာပေါ့နော်အဲ့ဒါနဲ့ဆရာဒီရေဒီယာလေးကိုဆရာ ဆရာစီကိုလည်းရေဒီယာအပ်တယ်ပေါ့နော်။ तू ကဆရာလက်ဒီရေဒီယာလေးကိုလှုပ်ဖို့သူ့ကိုတိုက်တွန်းတော့ तू လှုပ်ကြည့်ရယ်။ तू 3-4လလောက်လှုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဟာအချွေးတွေအားလုံးကြည်သွားတာကိုတွေ့ရပါတယ်။နော်အဲ့တော့ဒါကတော့ထူးထူးခြားခြားဖြစ်စဉ်လေးပြောပြတာပေါ့နော်။အဲ့တော့ဒီအခုပြပြသွားမယ့်ရေဒီယာကိုမိမိရဲ့စိတ်ထဲမှာယုံယုံကြည်ကြည်နဲ့သာလှုပ်ပါ။နော်ယုံယုံကြည်ကြည်နဲ့သာလှုပ်ပါ။ကို့မှာရှိတဲ့နော် တင်နေတဲ့အကျွေးတွေအားလုံးကြေသွားလိမ့်မယ်ဘလို့ဘလို့အကြောင်းအရာမျိုးနဲ့အကြောင်းမလို့ကိုကအကျွေးတွေကြေနေနေတိန်းရာချီထောင်းချီဆယ်ချီရှိနေတဲ့အကျွေးတွေအားလုံးတဖြည်းဖြည်းနဲ့ဆရာတို့ကြေသွားစေမယ့်ရည်ရာဖြစ်ပါတယ်ဆရာတို့အကျွေးကြေဖို့ဆိုရင်အရင်ဆုံးဘာလုပ်ဖို့လိုလဲသိလားဆရာတင်ပေးမယ်အကျွေးကြေဖို့ဆိုရင်အရင်ဆုံးကိုကငွေဝင်ဖို့လိုတယ်ထီပေါက်လို့ပဲငွေဝင်ငွေဝင်အိမ်ရောင်းလို့ပဲငွေဝင်ငွေဝင်အလုတ်ကိုင်းနေအစဉ်ပြေလို့ပဲငွေဝင်ငွေဝင်ဘလို့အကြောင်းမျိုးနဲ့ပဲငွေဝင်ငွေဝင်ငွေဝင်ဖို့လိုတယ် ဝေဝင်မှကိုကဒီအကျွေးတွေကိုစက်နိုင်မှာဖြစ်တယ်အဲ့တော့ဒီအရာလေးဟာငွေလဲဝင်စီတယ်เนาะငွေဝင်ခြင်းတဲ့သူတွေလည်းလုံးလို့ရတယ်အကျွေးတွေကြည်ခြင်းတဲ့သူတွေလည်းလုံးလို့ရတယ်တကယ်လက်တွေ့ကိုမှအကျွေးကြည်သွားတဲ့လူတွေအများကြီးရှိတယ်ဒီအရာလေးဟာဆရာကိုတိုင်းတေချာစီမံပြီးတော့မှเนาะအားလုံးကိုပေးတဲ့ယရိယာဖြစ်တယ်သူများရဲ့ယရိယာမဟုတ်ဘူးဆရာရဲ့ယရိယာဖြစ်ပါတယ်နော်အဲ့တော့ဆရာရေရီယာတွေအားလုံးကတည်တဲ့အတိုင်းပဲအရန်အိုးမှာအစွမ်းထက်ပြီးတော့ထူကြတယ်ယုံယုံကြည်ကြည်နဲ့ တည်တည်ချာချာလေးလှုပ်ဖို့ပဲအရေးကြီးပါတယ်နော်အဲ့တော့ဆရာပရိသတ်ခုနှစ်ရဲ့သာသမီအားလုံးမင်္ဂလာပါဆရာတော့ဘီဒီရေဒီယာဆရာထူးမြအောင်ပဲဖြစ်ပါတယ်ပြီးတော့ဆရာရဲ့ Facebook page တွေအကောင့်တွေကပြတ်သွားပါတယ်ဆရာအားကြောင့်ဒီ page အစ်စ်ကလေးဖွင့်ထားပါတယ်အဲ့တော့ဆရာရဲ့ page အစ်စ်ကလေးကို live မလုပ်ရရင် live လုပ်ထားပေးပါ follow လုပ်ထားပေးပါလို့ပြောချင်ပါတယ်ဆရာရဲ့အရင် Facebook page ကပြတ်သွားပါတယ်အဲ့ဒါကြောင့်လို့ဆရာအခုဒီဗီဒီယိုတင်ပေးထားတဲ့ page လေးကဆရာရဲ့ page အစ်စ်ဖြစ်ပါတယ်အဲ့ဒါကြောင့်လို့เนาะ ဒီ page လေးကို like follow လေးနှိပ်ထားပေးဖို့ဆရာပြောချင်ပါတယ်ဒါမှဆရာတရက်တစ်ခါနေ့စဉ်တင်ပေးတဲ့ရေဒီယာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ဒီ line ပေါ်မှာဆရာရဲ့ account အတူတွေ page အတူတွေပြားနေပါတယ်အဲ့တော့ဆရာပြိတ္တိအကုန်လုံးဒီမှာပါဒါဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ် KBZ Pay ဖုန်းနံပါတ်ကတော့66လုံး3390တင်ဖြစ်ပါတယ်အော်ဆရာပြည်သက်တွေအကုန်လုံးဆရာကိုဒိုင်းရိုက်ဆက်သွယ်ခြင်းနဲ့ဆိုရင် Viber မှာ support လုပ်လို့ရတယ် Telegram မှာ support လုပ်လို့ရတယ်39966လုံး339တင်မှာဆရာနဲ့ဒိုင်းရိုက်ဆက်သွယ်လို့ရတယ် နော်ပြီးရဆရာရဲ့ KB နံပါတ်ကလည်း66လုံး33ညတိဖြစ်တယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝလုံးဝဟိုငွေမလွဲပါနဲ့အလိန်ခံရရင်ဆရာတာဝန်ယူပါမဟုတ်ပါဘူးဒီရတရားလေးကိုဒီဗီဒီယိုလေးတွေ့ရနေရနေစပြီးတော့စလုပ်လို့ရပါတယ်တခါပဲလုပ်ရမှာဖြစ်ပါတယ်နေတိုင်းလုပ်ဆရာမလိုပါဘူးဆရာအခုစတင်ပြောပြတော့မှာဖြစ်ပါတယ်ပတ်စံအိတ်တလုံးလိုပါတယ်ပတ်စံအိတ်ကတော့အဟောင်းလဲရတယ်အစ်စ်လဲရတယ် เนาะမိမိရဲ့ပတ်စံအိမ်ဖြစ်ဖို့ပဲလိုတယ်ဆရာစီကအဆောင်အိမ်ဝယ်ထားတဲ့သူတွေကလည်းဆရာရဲ့အဆောင်အိမ်နဲ့လုံးလို့ရတယ်အဆောင်အိမ်မဝယ်ထားသေးတဲ့လူတွေကလည်းကိုယ်ပတ်စံအိမ်နဲ့ကိုယ်လုံးလို့ရတယ်အဟောင်းလဲရတယ်အစ်စ်လဲရတယ်ပတ်စံအိမ်တစ်လုံးကိုမိမိရဲ့เนาะအနားမှာချထားပါခုံတစ်ခုံပေါ်မှာချထားလိုက်ပေါ့เนาะပြီးရင်ဆရာတို့ပကံများတစ်ချက်ပေါ်မှာเนาะကြေဆိုတဲ့တစ်လုံးပဲရေးပါကြေအကျွေးကြေတို့ပါလို့ပေါ့เนาะဒီကြေကိုပြောတာဒီကြေဆိုတဲ့ဟာတွေတစ်လုံးကိုရေးမယ်ပြီးရင်မိမိရဲ့နေနံကိုရေးမယ်เนาะ ကြည်လို့ရေးမယ်ပြီးမိမိရဲ့နေနံကိုရေးမယ်နော်ရေးပြီးပြီးတော့ကိုကစနေဆိုစနေတင်းကနေဆိုတင်းကနေမိမိရဲ့နေနံကိုရေးမယ်ရေးပြီးဆိုရင်နော်ဒီပတ်စံအိတ်ပေါ်မှာဒီပကံများလေးကိုတင်လိုက်မယ်တင်ပြီးသွားရင်ဆရာတို့ဘာလို့လဲဆိုတော့တံမြာသီးလေးလုံးလိုပါတယ်ဒီမှာတံမြာသီးလေးလုံးလိုပါတယ်နော်တံမြာသီးလေးလုံးလိုပါတယ်ပြီးရင်ကြက်သွန်းဤတစ်လုံးလိုပါတယ်အဲ့ဒါကိုဆရာပြောသလိုအခုပကံများထဲမှာထည့်ထားလိုက်ပါတံမြာသီးလေးလုံးရဲ့ကြက်သွန်းဤ တလုံးရယ်ကိုထည့်ထားပါထည့်ထားပြီးပြီဆိုတာ ਨੇ ဆရာတို့ပေါ့เนาะအမွေးတိုင်း၅တိုင်းလိုပါတယ်အမွေးတိုင်းဖြစ်ပါတယ်เนาะအမွေးတိုင်း၅တိုင်းကိုဆရာတို့ညာဘက်လက်လေးနဲ့ကင်မယ်ညာဘက်လက်လေးနဲ့ကင်မယ်ပြီးရင်ဆရာအခုပြောပြမယ်အကျွေးကြည်ဂါရာကိုဆရာတို့၉កောက်ရွတ်ပါမယ်เนาะဆရာတို့ဂါရာလေးကိုဆရာ comment မှာလည်းရေးပေးထားတယ်ဗီဒီယိုလေးရဲ့အဆုံးမှာလည်းဆရာရေးပေးထားပါတယ်เนาะနော်ဆရာပြောတဲ့အခုအကျွေးကြည်ရဲ့ကာတာကို၉កောက်ယူမယ်နော်ညာဘက်လက်လေးနဲ့ကင်ပြီးတော့၉កောက်ယူမယ် ဘယ်ဘက်လက်လေးနဲ့ကင်ပြီးတော့အမွေးတိုင်ကိုဘယ်ဘက်လက်လေးနဲ့ပြန်ကင်ပြီးတော့ကိုးကောက်ယူမယ်ယူပီပီဆိုတာနဲ့ဆရာတို့ပေါ့နော်ဒီဒီဒီရလေးကိုအဲ့လိုစိုက်ပြီးတော့ထုံးရမှာဖြစ်ပါတယ်ပကံများလေးပေါ့မှာဒီရငါးတိုင်ဆိုတော့ငါးခုပေါ့မှာတင်ပြီးတော့ထုံးမှာเนาะဘယ်နေ့ဘယ်အချိန်လောက်ရမလဲဆိုတာဆရာပြောပြမိမယ်ဒီဗီဒီယိုတွေ့ရနေရနေစပြီးစလုပ်လို့ရတယ်เนาะအချိန်ကတော့မနက်9:00နာရီကနေ မနက်7:00နာရီခွဲတွင်းကိုလုံးလို့ရတယ်เนาะဆရာတို့ဖျားចောင်းဆောင်ပေါ်မှာလုံးဆရာမလို့ပါဘူးအစီအပြေရဲ့နေရာမှာဆရာတို့လုံးလို့ရတယ်ထွန်းရမှာဖြစ်ပါတယ်ဒါလေးတွေလည်းစိုက်ပြီးတော့ငားတိုင်းပြည့်အောင်ထွန်းမှာအားလုံးကုံအောင်ထိထွန်းမှာထွန်းပြီးပြီဆိုရင်ဒီပစ္စည်းတွေအားလုံးကိုเนาะတံမြာသီးလေးတွေတက်တုန်နေလေးတွေကိုဆရာတို့အမိုက်ပုံးနဲ့ထဲလိုက်ပါရည်ရဲကိုမျောလိုက်ပါလုံးဝပြတ်မတုံးပါနဲ့ထွန်းနေတဲ့အချိန်မှာကိုကဆူတောင်းမှာနော်အခုတင်နေတဲ့တိန်ထောင်ချီတင်နေတဲ့ရာချီတင်နေတဲ့ဆဲချီတင်နေတဲ့တောင်းချီတင်နေတဲ့အကျွေးတွေအကုန်လုံးနော် တလအတွင်းတနှစ်အတွင်းเนาะ6လအတွင်းအမြန်ဆုံးကြည်ပါစေเนาะအမြန်ဆုံးကြည်ပါစေသူဆရာတို့ဆူတောင်းမယ်เนาะပြီးတော့ရားစရာရှိရပတ်စံလေးလည်းပြန်ရပါစေเนาะပေးစရာရှိရပတ်စံလေးလည်းအမြန်ဆုံးပေးနိုင်ပါစေငွေများများဝင်ပါစေလို့လည်းဆူတောင်းမယ်အဲ့ဒါဆိုရင်ငွေတွေဝင်လာလိမ့်မယ်ပြီးရင်အကျွေးတွေဆရာတို့ကြည်လာပါလိမ့်မယ်เนาะအဲ့တော့ဒီရေရာလေးဟာတော်တော်လေးဟိုမှာအစွမ်းထပ်ပြီးတော့ထူးခြားတဲ့ရေရာဖြစ်တယ်เนาะ ဆရာအာမခံနိုင်တာတော့ဒီရတရားကိုပြုတ်လုပြီးပြီဆိုတာနဲ့တလားနေ6လအတွင်းကိုရှိသမျှအကျွေးတွေတဖြည်းဖြည်းနဲ့ကြေလာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်ဆရာရတရားတွေအပေါ်မှာဆရာကလုံးဝယုံယုံကြည်ကြည်နဲ့ကိုအာမခံတယ်ဘာလို့လဲဆိုတော့ဆရာကိုယ်တိုင်တေချာတွက်ချက်ပြီးတော့မှနော်ဆရာပရိသတ်ခုနှစ်သားသမီးကိုအရင်ဆုံးမျှဝေပေးပြီးတော့မှဆရာကအများပြည်သူရှေ့မှာဆရာပရိသတ်တွေရှေ့မှာဆရာဒီရတရားကိုလုံခိုင်းခြင်းဖြစ်ပါတယ်အကျွေးရာချီထောင်ချီရှိရဲ့အကျွေးအလုံးအမြန်ဆုံးကြည်တဲ့ရတရား ဖြစ်ပါတယ်အဲ့တော့ဆရာအရေးကြီးရလေးတခုပြောချင်ပါတယ်ဆရာပရိသတ်တွေအကုန်လုံးเนาะဒီ area ကိုပြုလုပ်မယ်ဆိုရင်ဒီ video လေးကိုများများလေး share ထားပေးပါတခြားအကျွေးရှိရခုနှစ်ရသာသမီတွေ live လုပ်တဲ့ချိန်ကျရင်ကိုလည်းကုသိုလ်ရတော့ခါကျတော့ကိုအကျွေးတွေလည်းမြန်မြန်ကြည့်ပါတယ်အဲ့ဒါကြောင့်မို့ဒီ video လေးကိုများများလေး share ထားပေးပါပြင်းဆရာရဲ့ဒီ TikTok account Facebook account လေ like and follow လေးလုပ်ထားပေးပါဒီ video လည်း like လုပ်ထားပေးပါ share လုပ်ထားပေးပါ comment မှာမိမိရဲ့နေ့နံကိုရေးခဲ့ပါเนาะ ဆရာတဦးတယောက်ချင်းစီတိုင်းကိုအကျွေးကြည့်အောင်လို့မေတ္တာတက်ခံပြီးတော့မှဆရာထပ်ပြီးတော့ဆူတောင်းပေးဦးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဆရာပြောတဲ့ဒီလေးခုလေးကိုလှုပ်ထားပေးပါလို့ဆရာပြောခြင်းနဲ့ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ကိုကငွေမဝင်ဖြစ်နေတဲ့သူတွေငွေဝင်နေနေတဲ့သူတွေအကုန်လုံးဆရာစီမှာရတရားလာအပ်လို့ရတယ်เนาะဆရာငွေများများဝင်ပြီးတော့ငွေဝင်ကြအောင်ရတရားလုပ်ပေးတယ်အကျွေးကြည့်ခြင်းတဲ့သူတွေအကျွေးပြန်ရခြင်းတဲ့သူတွေလည်းမိမိရဲ့နာမည်မွေးနေ့နေ့နံကိုဆရာကိုပြောပါပြီးတော့ကိုရခြင်းတဲ့လူစီရဲ့ ဒါမှမဟုတ်ပေးစရာရှိရလူရဲ့နာမည်မွေးနေ့နေ့နဲ့ဒါမှမဟုတ်ဓာတ်ပုံနာမည်လေးတွေကိုပို့ပြီးတော့အကျွေးကြည့်အောင်အကျွေးတွေပြန်ရအောင်ဆရာစီမှာရတရာအစီမံလေးအပ်လို့ရတယ်ဆရာအာမခန်နဲ့ကိုအကျွေးတွေကြည့်အောင်ငွေတွေဝင်အောင်အကျွေးတွေပြန်ရအောင်ဆရာအာမခန်နဲ့ကိုရတရာပြုတ်လုပေးတယ်လုံးလို့ရတဲ့လူတွေဆိုရင်လုတ်ပေးတယ်လုံးလို့မရတဲ့ဆိုရင်လည်းဆရာမလုတ်ပေးဘူးအဲ့တော့ဆရာနဲ့တိုင်ပင်ဆွေးနွေးပါ Viber Messenger Telegram မှာဆရာနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ရတရာတွေအစီအမံတွေเนาะအပ်လို့ရတယ်ပြီးတော့အကျွေးတွေ ကြေနိုင်လားမကြေနိုင်ဘူးလားအကျွေးတွေပြန်ရနိုင်လားမရနိုင်ဘူးလားဆိုတာလဲဆရာစီမှာဘေးရင်မေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော့မေးလို့ရတယ်ပြီးတော့ဆရာစီမှာဒီငွေဝင်ကျန်းစီတဲ့အဆောင်လက်ကောက်လေးတွေကိုလည်းယောက်ျားလေးရောမိန်းကလေးရောခေါင်းရဲသားသမီးအားလုံးဝယ်လို့ရတယ်ဒီအဆောင်လက်ကောက်လေးတွေကငွေဝင်သေးတယ်လက်ပွင့်လက်ရွှင်သေးတယ်ကံကောင်းသေးတယ်အခြေအိမ်အောင်ရေးအစဉ်ပြေးသေးတယ်ဆရာကိုယ်တိုင်စမအင်းနေနဲ့စူတောင်းထားတယ်ပီရဒရိုက်တဆင်တွေလုတ်ပေးထားတယ်စူတောင်းမှုတွေ ဂါရာမန်နဲ့နေရွတ်ပေးထားတဲ့လက်ပတ်လေးတွေအရန်ဦးမှာအစွမ်းထပ်ပြီးတော့ထူကြပါတယ်เนาะဒီအဆောင်လက်ပတ်လေးတွေကိုလည်းဝယ်သုံးကြည့်ပါလို့ပြောချင်ပါတယ်เนาะအော်ဆရာပရိသတ်ခொနီယသာသမီအားလုံးဒီရရာကိုတည်တည်ချာချာလေးလှုပ်ပါဒီရရာပြုလုပ်တဲ့ခொနီယသာသမီအားလုံးလည်းဆရာမေတ္တာတက်ကြောင်မလို့တိန်းထောင်ချီရာချီတောင်းချီဆဲချီရှိနေတဲ့အကျွေးတွေအကုန်လုံးတလအတွင်း အမြန်ဆုံးကြည့်ပြီးတော့ရရရှိရလေးရပါသေးပေးရရှိရလေးပေးနိုင်ပါသေးဒီထက်မကလူနိုင်တန်းနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မျက်တွေဖြစ်ကြပါသေးလို့ဆရာထူးမြောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်